တရုတ်ရဲ့ Type 07စစ်မောင်းသူပဲလင်းနေတင်မောဟာအစ်စ်မဟုတ်ဘူး2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာတရုတ်ရဲ့ Type 07စစ်ကုန်းရီနှစ်သွဲတိုက်ခိုက်တင်မောဟာသူ့ရဲ့ပထမဆုံးပင်လယ်ပြင်စမ်းသပ်မှုကိုစတင်ခဲ့ပါတယ် ဒီတင်မောကိုရှန်ဟိုင်မြို့ချုံမီကျွန်းတင်မောချင်းမှာတိစောက်ခဲ့ပြီးကဘာတဝမ်းကလူအများပြားအနီးကပ်စောင့်ကြည့်ခဲ့ကြပါသည်။ဒါပေမဲ့အရေးသွေးမြင့်တပုတ်တွေပေါ်ထွက်လာပြီးတဲ့နောက်အမှန်တရားကရှင်းရှင်းလင်းလင်းဖြစ်လာပါသည်။ type 076ဟာအသစ်စက်မောင်းသူမဲ့လင်းနေတင်မမဟုတ်ပါဘူး။ဒါရောနောအတုံးပြူတဲ့ကုန်းရည်နှစ်သွဲတိုက်ခိုက်တင်မတစီဖြစ်ပါရည်။ဒါကတရုတ်ရဲ့လက်တွေ့ကြတဲ့ style ကိုပြသနေပြီးတရုတ်ရေတက်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးပါရည်။ဒါတုံးကန်စနစ်လင်းစနစ်နဲ့လင်းနေတင်မဒီဇိုင်းတွေမှာရှိတဲ့ပြဿနာတွေကိုဖြေရှင်းပေးပါရည်။ ဒါဟာဤပညာရဲ့ကြီးမားတဲ့ခုံပြန်ကြော်လာမှုမဟုတ်ဘဲတစ်စင်းပြီးတစ်စင်းတိုးတက်မှုသာဖြစ်ပါလေကျွန်တော်တို့ပထမဆုံးကြည့်ရမှာကတော့ကုန်းဘတ်ပါဂျိုလူတပုံအသေးရကုန်းဘတ်ပေါ်မှာအဖြူရံသတိကံပုံအမှတ်သားကြီး၈ခုရှိနေတာတွေ့ရပါတယ်နောက်ပိုင်းမှာဆက်ဝိုင်းပုံအမှတ်သားတွေထပ်ပြီးထည့်နိုင်ပါတယ်ဒီပုံသဏ္ဍာန်တွေကိုတရုတ်ရဲ့ Type 075တိုက်ခိုက်သင်းမောတွေဖြစ်တဲ့ Hainan ၊ Guangxi နဲ့ Hainan တို့မှာအသုံးပြုပြီးသားဖြစ်ပါတယ်ဒီသင်္ကေတတွေဟာ drone တွေအတွက် QR code တွေမဟုတ်ပါဘူး ဒါတွေက Z8 Z20 နဲ့အနာဂတ် Z21 လို့ရဟတ်ရင်တွေစဉ်သက်ဖို့လမ်းညွှန်ချက်တွေဖြစ်ပါတယ်။လေမှုတွေကသူတို့ရဲ့ပြန်တမ်းမှုအနေထားနဲ့စဉ်သက်လမ်းကြောင်းဆုံးဖြတ်ဖို့ဒီပုံသဏ္ဍာန်တွေကိုအသုံးပြုပါတယ်။ဒါတွေကညာဘက်ပြန်တမ်းမှုတွေနဲ့ရာသီဥတုဆိုးွားတဲ့အခြေတွေမှာအထောက်အကူပြုပါတယ်။ဒါကလည်းအရင်အရေးကြီးပါတယ်။ type 076ကို drone တင်တင်မော့အပြည့်စုံဖြစ်အောင်ရည်ရွယ်ခဲ့မယ်ဆိုရင်ကုန်းပတ်ကိုမတူညီတဲ့ပုံစံနဲ့စီစဉ်ထားမှာပါ။ရဲအရင်စဉ်သက်ဇုံတွေထက် drone တွေအတွက်ပိုပွင့်လင်းတဲ့နေရာများစွာပါဝင်ရပါမယ်။ ဒါပေမဲ့076မှာရဟတ်ယာဉ်ဆင့်တန်းတာတဲ့နေရာ၈ခုအထိရှိနေတာကဒါအကုန်းရေနှစ်သွဲတိုက်ခိုက်တဲ့မို့အဖြစ်ဆက်လက်တည်ရှိနေတဲ့အကြောင်းပြသနေပါတယ်သူရဲ့အဓိကတာဝန်တွေဟာရဟယင်တိုက်ခိုက်ရေးမရှင်တွေနဲ့ရေငုပ်သင်းမောတိုက်ဖြတ်ရေးစစ်ပွဲတွေပဲဖြစ်နေအောင်ပါပါ။လေထဲပြန်ဝဲနိုင်တဲ့ယင်တွေနဲ့ရေတမရင်းတပ်သားတွေကိုတည်ဆောင်လာနိုင်ရရှိပါတယ်။လွတ်လပ်ရေးနဲ့ရုပ်ရှင်တွေကလိုမျိုးအေယာမဒရုန်းတွေသင်းမောကိုမျှော်လင့်နေသူတွေတော့စိတ်ပြတ်မိပါပါ။ Type 076ကိုပြည်စုံတဲ့တော်လိုင်းမဟုတ်ဘဲတည်ငြိမ်တဲ့တိုးတက်မှုအတွက်ဒီဇိုင်းထုတ်ထားတာပါ။ drone တွေတင်မောတွေကိုနားလည်ဖို့တော့ကျွန်တော်တို့ဟာတူရကီရဲ့တင်မော TCG Anadolu ကိုကြည့်နိုင်ပါပြီ။ဒီတင်မောဟာကမ္ဘာအကြီးဆုံး drone စမ်းသပ်မှုတွေကိုလေယာဉ်တွေတင်မောပေါ်မှာလုပ်ခဲ့ပါပြီ။2024ခုနှစ်ကုန်ပိုင်းမှာတူရကီရဲ့ TB3 drone ဟာညာဘက်စမ်းသပ်မှုတွေနဲ့လက်တွေ့ပစ်ခတ်မှုတွေအပါအဝင်အကြိမ်တရာကျော်ပြန်တပ်မှုနဲ့စဉ်တပ်မှုတွေလုပ်ခဲ့ပါပြီ။ဒါပေမဲ့နောက်ခံတမိုင်းကြောင်ကတော့ဟာတာဆန်ပါပြီ။တူရကီဟာမောင်းသူမဲ့လေနေတင်မော့ကိုတခါမှမလိုချင်ခဲ့ပါဘူး။သူတို့ဟာ F35B ဂျက်လေယာဉ်တွေကိုအသုံးပြုဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့တူရကီကရုရှားရဲ့ S400 ဒုံးကျည်စနစ်ကိုဝယ်ယူပြီးတဲ့နောက်အမေရိကန်ကသူ့လိုကို F35 အစီစဉ်ကနေဖယ်ရှားလိုက်ပါတယ်။တူရကီမှာလင်းမပါတဲ့လင်းနေသင်းမောပဲကြံနေတာကြောင့် TB3 ကိုအသုံးပြုဖို့အတင်းကျပ်လုပ်ခဲ့ရပါတယ်။ TB3 မှာကန့်တချက်တွေရှိပါတယ်။သူကပန်းကားကိုအသုံးပြုပါတယ်။အလေးချိန်1.45တန်ရှိပြီးလက်နက်280ကီလိုဂရမ်သေဆောင်နိုင်ပါတယ်။အမြန်တော့အဖြစ်တော့တနိုင်ကို300ကီလိုမီတာအထိပြန်တက်ပါလေ။လေရင်ပြုတ်လို့တဲ့ကိရိယာဒါမှမဟုတ်ဖန်းစီကြိုးတွေမလိုအပ်ပါဘူး။ ူကသူ့ရဲ့ပံကာနဲ့ break အုံနိုင်ပါလိမ့်။ဒါအကြံဖတ်တိုက်ဖြတ်ရေးဒါမှမဟုတ်ထောက်လန်းရေးလိုမျိုးအန်ဒီရဲ့နေပါတဲ့ mission အတွက်အဆင်ပြေပါလိမ့်။ဒါပေမဲ့လည်းခင်မီရေးတက်ကိုတော့တိုက်ခိုက်နိုင်စွာမရှိပါဘူး။အာကောက်တဲ့လေချောင်းကာကွယ်ရေးစနစ်ကိုလည်းအသက်ရှင်နိုင်မှာမဟုတ်ပါဘူး။တူရကီဟာဒီကန့်တက်ချက်တွေကိုနားလည်ထားပါလိမ့်။သူတို့ကသူတို့ရဲ့နောက်ထပ်လေရင်တွေတင်မော့ပေါ်မှာချက်လေရင်တွေကိုထားဖို့စီစဉ်ပြီးသားပါ။ဒါကမောင်းသူမဲ့လေရင်တွေဟာလူစီးလေရင်တွေရဲ့နေရာကိုအစားထိုးနိုင်ခြင်းမရှိဘူးဆိုတဲ့အမှန်တရားကိုပြသနေရပါဘူး။ သူတို့ကဈေးသက်သာတဲ့အထောက်အကူပြုကိရိယာတစ်ခုသာဖြစ်ပါတယ်။တရုတ်ဟာတူရကီရဲ့ပန်ကဒရုန်းတွေထက်အများကြီးရှေ့ရောက်နေပါတယ်။ Type 076ဟာအစိမ့်မြင့်ဒရုန်းတွေအတွက်ပြုလုပ်ထားတဲ့လျှက်စစ်တန်လိုက်လီယန်ပစ်ကိရိယာတွေကိုအသုံးပြုမှာပါ။အဓိကဒရုန်းကတော့ Attack 21ဖြစ်နိုင်ပြီးလီယန်ဒါမှုရွှမ်းမလုံလို့ခေါ်ကြပါတယ်။ဒါကိုစမ်းသပ်မှုအတွင်းဖန်စီချိန်နဲ့ဆင်းသက်တာကိုတွေ့ခဲ့ရပြီးသားပါ။ Attack 21ဟာဆယ်တန်အလေးချိန်ရှိတဲ့လေတန်းပြန်တန်းနိုင်တဲ့အတောင်ပံပုံစံလျှို့ဝှက်ဒရုန်းဖြစ်ပါတယ်။ ပထမတော့ဒါဟာ American ရေတပ်ရဲ့ X47 Beta မဟုတ် MQ25 လိုမျိုးပုံစံရှိပါတယ်။ဒါပေမဲ့အသေးစိတ်ကိုလေ့လာတဲ့အခါပြဿနာတွေကိုတွေ့ခဲ့ရပါတယ်။နံပါတ်1အနေနဲ့အရွယ်စားကအသင့်နဲ့ရှိပေမဲ့မခိုင်းပါဘူး။ S47B ဟာ16တန်ရှိပြီး MQ25 ဟာတန်30ကျော်ရှိပါတယ်။ဒါပေမဲ့ Attack 21ကတော့10တန်သာရှိပါတယ်။ဒါကသူပြန်တန်းနိုင်တဲ့အကွာအဝေးနဲ့တဲဆောင်နိုင်တဲ့ပမာဏကိုကန့်သတ်ထားတာပါ။ဒါဟာ YG12 ဒါမှမဟုတ် YG21 လိုမျိုးကြီးမားတဲ့တင်မော့ဖြတ်ဒုံးကြီးတွေကိုတဲဆောင်နိုင်မှာမဟုတ်ပါဘူး။ သူကတင်းခဲ့တဲ့ဘုံတွေဒါမှမဟုတ်တင်းခဲ့တဲ့ရောင်ကြီးကာကွယ်ရေးဒုံးကြီးတွေကိုတည်ဆောင်နိုင်မှာပါကြီးမားတဲ့စစ်သည်မော်တွေကိုဖျက်ဆီးနိုင်မှာမဟုတ်ပါဘူးနံပါတ်2အနေနဲ့လှေဝတ်မှုအားကောင်းပေမဲ့လှုပ်ရှားနိုင်စွာအားနေတာပါပြန်တန်းတဲ့အတောင်ပံပုံစံဟာအရန်လှေဝတ်ပါလေဂျီ20ထက်တောင်ထောက်လန်းဖို့ပိုခက်ခဲနိုင်ပါလေဒါပေမဲ့ဒီဒီဇိုင်းကရုတ်တရက်လှဲ့တာဒါမှမဟုတ်အချိန်နှင်းနှင်းပြန်တန်းတာတော်တော်မကောင်းပါဘူး American S47B မှာပုံမကောင်းမွန်တဲ့လှေမြတ်မှုအတွက်ပုံမရှုပ်ထွေးတဲ့အတောင်ပံပုံစံတွေရှိပါလေ တရုတ်ရဲ့ဒီဇိုင်းက Attack 21ကိုတိုက်ခိုက်ဖို့အတွက်မဟုတ်ပဲတိတိစိတ်ထောက်လှမ်းရေးအတွက်ပြုလုပ်ထားတာဖြစ်တဲ့အကြောင်းပြသနေပါတယ်။နံပါတ်3အနေနဲ့သူ့ရဲ့တကယ့်အလုပ်ကတိုက်ခိုက်ဖို့မဟုတ်ပဲ ISR အတွက်ဖြစ်ပါတယ်။ ISR ဆိုတာကထောက်လှမ်းရေးစောင့်ကြည့်ရေးနဲ့ကင်းထောက်ရေးလိုအထိပ်ပဲရပါတယ်။ဒါကြောင့် Attack 21ဟာအဓိကအဖြစ်လက်နက်ပလက်ဖောင်းမဟုတ်ပဲအာယုံခံကိရိယာပလက်ဖောင်းတစ်ခုသာဖြစ်ပါတယ်။နံပါတ်၄အနေနဲ့လေကြောင်းအစော်ပိုင်းသတိပေးလေရင်တွေကအရေးအကုန်မလုံးနိုင်တာပါ။ဖူကျက်လေရင်တင်းမော့မှာ KG 600အစော်ပိုင်းသတိပေးလေရင်ရှိရင်တော့ တရုတ်ကဘာကြောင့်ကင်းထားဖို့အတွက် drone တွေလိုအပ်တယ်လဲလို့တချို့လူတွေကမေးကြပါတယ်။ဒါပေမဲ့ဒါကနားလည်မှုလွယ်မှားခြင်းဖြစ်ပါတယ်။ AEW လေယာဉ်တွေနဲ့ ISR drone တွေဟာမတူညီတဲ့အလုပ်တွေကိုလုပ်ကြပါတယ်။ KJ 600ဟာအဝေးကြီးကိုမြင်လာတဲ့အရာမှတစ်ခုလိုပါ။ဒါပေမဲ့လည်းကန့်သက်ချက်တွေရှိပါတယ်။သူကအန်ရီယန်နဲ့နှီးတဲ့နေရာကိုပြန်တန်းလို့မရပါဘူး။ဒါအကြီးမှနှိပ်ကွေးပြီးထောက်လန်းဖို့လွယ်ကူပါတယ်။ရန်သူတိုက်လေယာဉ်တွေကဒါကိုလွယ်လွယ်ကူကူပြစ်မှတ်ထားနိုင်ပါတယ်။ ဒါကြောင့်မဟာမိတ်တပ်ဖွဲ့တွေရဲ့နောက်ွယ်ကနေကီလိုမီတာရာပေါင်းများစွာအကွာမှာနေရပါမယ်။နောက်ပြီးပြစ်မှတ်သေးသေးလေးတွေကိုရှင်းရှင်းလင်းလင်းခွဲခြားတတ်မှတ်လို့မရပါဘူး။သူရဲ့ရေဒါကကီလိုမီတာ300အကွာမှာရှိတဲ့အရာဝတ္ထုနှစ်ခုကိုထောက်လန်းနိုင်ပါတယ်။ဒါပေမဲ့သူတို့ဟာ F-35C ဂျက်လေယာဉ်တွေလား F-18E Super Hornet ဂျက်လေယာဉ်တွေလားဒါမှမဟုတ်လှည့်စားစရာတွေလားဆိုတာကိုမပြောပြနိုင်ပါဘူး။ခင်မီရေဒါစစ်ပွဲတွေမှာခွဲခြားတတ်မှတ်ခြင်းဟာထောက်လန်းခြင်းလိုမျိုးအရင်အရေးကြီးပါတယ်။ဒီအားနဲ့ချက်တွေကြောင့်အထက်21လိုမျိုးနီးပြီးပါမြောက် drone တွေကမရှိမဖြစ်လိုအပ်ပါတယ်။ သူတို့ဟာရှေ့ကိုပြန်တမ်းပြီးပြစ်မှတ်တွေကိုအနီးကပ်ကြည့်ရှုတာတီးခြားတဲ့အချက်လက်တွေကိုပြန်ပြီးပေးပို့နိုင်ပါတယ်။ American ရေတပ်ကဒီပြဿနာကို F-35C လေယာဉ်တွေအသုံးပြုပြီးဖြေရှင်းပါတယ်။ဒီလေယာဉ်တွေမှာအစိမ့်မြင့်ကင်မရာတွေနဲ့အာရုံငယ်ကိရိယာတွေပါဝင်ပါတယ်။သူတို့ဟာပြစ်မှတ်တွေကိုအနီးကပ်အကွာအဝေးကနေအတည်ပြုနိုင်ပါတယ်။တရုတ်ရေတပ်မှာ F-35C လိုလေယာဉ်မျိုးမရှိပါဘူး။ J35 ဟာအစောပိုင်းဖွံ့ဖြိုးတိုးတက်မှုအဆင့်မှာပဲရှိနေပြီးအရေးတော်လဲနေပါပါလေ။ဒါကြောင့်မဲ့တရုတ်ရဲ့ Attack 21 UAV drone တွေဟာအရင်အရေးပါလာတာပါ။ Attack 21မှာအားကောင်းတဲ့လျှော့နိုင်စွမ်းရှိပါတယ်။ဒါအဘရိကန်ရေတပ်ရဲ့လေကြောင်းကာကွယ်ရေးကိုတစ်စိတစ်ကောင်လို့ထိုးဖောက်ဝင်ရောက်နိုင်တာပါ။သူကလှုပ်ရှားမှုမဲ့အာယုံကရိယာတွေနဲ့အစိမ့်မြင့်အရေးအသွေးမြင့်ကင်မရာတွေကိုအသုံးပြုပါတယ်။ရေဒါချက်ပြားမှုတွေကိုစူးစောင်းပြီးတင်းမော့အမျိုးအစားတွေကိုရှာဖွေကအတိအကျနေရာတွေကိုလည်းမှတ်သားပေးပါတယ်။ပြမကူတွေ့ရှိတဲ့အခါ 1J21 မြန်နှုံးမြစ်ဒုံးကြီးကမြန်မာတဲ့တိကျမှုနဲ့တိုက်ခိုက်နိုင်ပါလိမ့်။ဒါကြောင့် Type 076 Thimon နဲ့ Attack 21 UAV ဟာ တရုတ်ရဲ့ရေတပ်တိုက်ခိုက်စနစ်မှာပျောက်ဆုံးနေတဲ့အစိပ်ပိုင်းကိုဖြည့်ဆည်းပေးဖို့အတွက်အထူးကအပူပေါင်းလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါကအမေရိကန်နဲ့တရုတ်ကုန်းရည်နှစ်သွဲတင်မော်တွေကြားကအဓိကကွာခြားချက်ပါ။တရုတ်မှာဒေါင်လိုက်တူတူတုတ်ပြန်တန်းထိုင်ပြီးစဉ်တက်နိုင်တဲ့အင်ဂျင်တွေမရှိပါဘူး။အမေရိကန်ရေတပ်ရဲ့ American Class ကုန်းရည်နှစ်သွဲတင်မော်တွေဟာ F-35B ကိုအသုံးပြုတဲ့အတွက်လေရင်ပြစ်လွတ်ကရိယာဒါမှမဟုတ်ဖမ်းဆီးကြိုးတွေမလိုအပ်ပါဘူး။ F-35B ဟာအားကောင်းတဲ့အင်ဂျင်နဲ့ရုပ်သိမ်းပံကားတွေကိုအသုံးပြုပါတယ်။ ဒါကြောင့်ပြားချက်တဲ့ကုန်းပတ်ပေါ်မှာဒေါင်လိုက်ပြန်တက်ပြီးဆင်းသက်နိုင်ပါလိမ့်။ဒါကအမေရိကန်ကိုကုန်းရီနှစ်သွဲတင်မော့ကိုမိုးဂျိုလင်းနေတင်မော့အဖြစ်အလွယ်တကူပြောင်းလဲစေနိုင်တာပါ။ဒါပေမဲ့တရုတ်မှာတော့ F-35B တွေမရှိပါဘူး။အလားတူအင်ဂျင်ကိုဖန်တီးဖို့အတွက် J-20 ကိုပြုလုပ်တာထပ်ပိုးပြီးခက်ခဲပါလိမ့်။ပြီးတော့ဒါဟာအသုံးပြုနိုင်တဲ့ကိစ္စရဲ့အနည်းငယ်အတွက်ပဲအသုံးဝင်တာပါ။ဒါကြောင့်တရုတ်ဟာလိုင်ယွန်ကြီးထွေချိန်ညှိခဲ့ရပါလိမ့်။ Stovelin တစည်းပြုတ်လုပ်မဲ့အစားတရုတ်ကပုံမှန်လေယာဉ်တွေကိုထောက်ပံ့မှုကုန်းဘက်ကိုပြောင်းလဲခဲ့ပါတယ် ဒါကကောက်ရည်နှစ်သွဲတင်မောတစ်ခုပေါ်မှာလျှက်စစ်တန်းလိုက်လင်းပြစ်ကရိယာကိုထည့်သွင်းစေခဲ့တာပါဒါကတရုတ်မှာစတိုဘာနီးပညာချို့တဲ့နေတယ်ဆိုတာကိုပြသနေပြီးလက်တွေ့ကြတဲ့အင်ဂျင်နီယာကြောကျင်မှုကိုအသုံးပြုနေတယ်ဆိုတာလည်းပြသနေပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကစွန့်ရင်စနစ်ဆိုတဲ့ပြဿနာအစ်တစ်ခုကိုစောင့်ကြည့်လာပါတယ်တရုတ်ရဲ့ type 075လိုမျိုးပုံမှန်ကောက်ရည်နှစ်သွဲတင်မောတွေဟာဒီဇယ်အင်ဂျင်တွေကိုအသုံးပြုတာပါဒီအင်ဂျင်တွေက sea trader ပဲမဲ့လဲတုတ်ပြန်မှုနှိမ့်ွေးပါတယ်လျှက်စစ်တန်းလိုက် Captain Plat ကအရန်အကောက်နဲ့စွန့်ရင်လိုပါတယ် type 076ဟာလေယာဉ်ပစ်ကရိယာကိုမကြာခဏအသုံးပြုခြင်းနဲ့ဆိုရင်သူ့ရဲ့ engine တွေကိုအဆင့်မြင့်တင်ရပါမယ်။ဒဏ်ငွေတာပိုင်တွေဒါမှမဟုတ်ပေါင်းဆက်လျက်စစ်တွန်းကန်အစနစ် IEP ကိုလိုအပ်ပါလိမ့်။ဒါဟာတရုတ်ရဲ့စွမ်းရည်စနစ်အတွက်ကြီးမားတဲ့တိုးတက်မှုတစ်ရပ်ဖြစ်ပါလိမ့်မယ်။ဒါက type 076ကိုတိစားဖို့အချိန်ပိုကြာခြင်းကိုလည်းရှင်းပြနိုင်ပါလိမ့်။ type 076ဟာနည်းပညာအကြောင်းသက်သက်မဟုတ်ပါဘူး။ဒါမဟာဗျူဟာမြောက်ရည်ရွယ်ချက်လည်းရှိပါလိမ့်။ဒါဟာဖူကျန်လေးနေတဲ့မောင်းနဲ့ပတ်သက်တဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးဖို့ကူညီပါလိမ့်။ ကျွန်ညင်းတို့ချိုကဖူးကျဲရဲ့ဒီဇိုင်းမှာချိုရင်းကျဲတစ်ခုရှိနေတာကိုသတိပြုမိပါတယ်။တတရလင်းပစ်ကရိယာဟာတောင်ကျိုးကုန်းပတ်ပေါ်မှာရှိပါတယ်။ဒါပေမဲ့သူ့ရဲ့အိဇောကာကွယ်ပစ္စည်းကမကောင်းတဲ့အနေအထားမှာရှိပါတယ်။လင်းတွေပြစ်လို့ဘွတ်အတွက်ကာကွယ်ပစ္စည်းကိုမြင့်တင်လိုက်တဲ့အခါစေးသက်လမ်းကြောင်းပိတ်ဆို့လိုက်ပါတယ်။ဒါကဖူးကျဲဟာလင်းတွေကိုတစ်ချိန်တည်းမှာပြစ်လွတ်ပြီးစေးသက်နိုင်ခြင်းမရှိဘူးဆိုတာကိုဆိုလိုတာပါ။သူကလွှတ်တာနဲ့စင်းတာကိုတီးကြအစ်စ်နေနဲ့လှုပ်ရပါတယ်။ဒါကလင်းတွေသင်းမောရဲ့အချိန်ကိုနှေးကွေစေပြီးသူ့ရဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေတာပါ။ J15 နဲ့ J35 တွေကလည်းကုန်းပတ်နေရအများကြီးယူထားပြီး GU တစိုက်ကင်တွဲမှုလိုအပ်ပါတယ်။ဖူကျန်ဟာ Attack 21 UAV drone အပြည့်စုံကိုပါတဲဆောင်မယ်ဆိုရင်ကုန်းပတ်ဟာလေကြောင်းသွာလာမှုကိုထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။ UAV တွေဟာမကြာခဏပြစ်လွတ်ဖို့လိုအပ်ပြီးပြေးလမ်းပေါ်မှာကြာကြာနေတတ်ပါတယ်။ဒါကြောင့် Type 076စာအရေးပါလာတာပါ။သူမှသူ့ရဲ့ကိုယ်ပိုင်လေယာဉ်ပစ်ကရိယာနဲ့ဖမ်းဆီးကြိုးတွေရှိပါတယ်။ဒါကြောင့် Attack 21တွေကိုသူကိုယ်တိုင်စီမံခန့်ခွဲနိုင်ပါတယ်။ အနာဂတ်လေးနှစ်တင်မောအုပ်စုမှာ type 076ဟာ UAV ပြည်သူစောင်းလျှောက်သူတူလို့ဖြစ်လာပါလိမ့်မယ်။သူက food chain နဲ့အတူခီးသွားပြီး UAV ပြစ်လွှတ်ခြင်းနဲ့စဉ်သက်ခြင်းရဲ့တာဝန်ကိုယူပါလိမ့်မယ်။တစ်ဖက်က food chain လေးနှစ်တင်မောကတော့ J35 ကိုလေးချောင်းထိန်းချုပ်မှုအတွက်နဲ့ J15 လိုမျိုးတိုက်ခိုက်မှုအတွက်အာရုံစိုက်ပါလိမ့်မယ်။ type 076ကတော့ကင်းထောက်ခြင်းအတွက် attack 21 drone တွေကိုကင်တွယ်မှာဖြစ်ပြီးရေငုပ်သင်္ဘောတိုက်ဖြတ်ရေး mission တွေအတွက်ရဟတ်ယာဉ်တွေကိုကင်တွယ်ပါလိမ့်မယ်။ ဒီလိုမျိုးအဖွဲလိုက်လှောက်ဆောင်မှုကဖူချန်ရဲ့ဒီဇိုင်းချိုးရင်းချက်ကိုရှောင်ရှားပြီးအဖွဲတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါရည်။ရိုးရှင်းတဲ့စကလုံးတွေနဲ့ပြောမယ်ဆိုရင် Type 076စာတဝက်တပြက်ပြီးစီးနေတဲ့ဖူချန်ကိုအထောက်အကူပြုဖို့ပြုလုပ်ထားတဲ့ဈေးကြီးရဲ့အဖာလေးတစ်ခုပါ။ Type 076စာကုန်းရည်နှစ်သွဲတင်မော်တစ်ခုထပ်ပို့ပါရည်။ဒါအထူးသဖြင့်တဦးတည်းလှောက်ဆောင်တဲ့အခါကုန်းရည်နှစ်သွဲမစ်ရှင်တွေလှောက်ဆောင်ပုံကိုပြောင်းလဲနိုင်ပါရည်။သူကကုန်းရည်နှစ်သွဲတိုက်ခိုက်ရေးမှာလှောက်ဆောင်တဲ့အခါခိုင်မာတဲ့စစ်စင်ရည်နဲ့ထိန်းချုပ်ရည်တင်မော်ဖြစ်လာပါရည်။ဒီအစ်စင်မှာ Attack 21 drone ဟာ ရှေ့တန်းကဥဆောင်သူဖြစ်လာပါလိမ့်မယ်။ဒါကရန်သူရဲ့ကာကွယ်ရေးကိုဖျက်ဆီးဖို့ကူညီပေးပါတယ်။ပထမဦးစွာသူကရန်သူလေးချောင်းကာကွယ်ရေးကိုတိုက်ခိုက်ပါတယ်။လေးဝဲနိုင်စွမ်းအတုံးပြုပြီးပြင်းမှန်အနီးမှာအချိန်ကြာနေနိုင်ပါတယ်။ရန်သူရေဒါတွေဖွင့်လိုက်တာကိုအာရုံခံနိုင်ပါတယ်။ပြီးတော့ရေဒါတွေကိုဖျက်ဆီးဖို့အတွက်ရောင်ကြီးကာကွယ်ရေးဒုံးကြီးတွေကိုလမ်းညွှန်ပေးနိုင်ပါတယ်။ဒုတိယအနေနဲ့သူကစစ်မြေပြင်ကိုအနှောက်ယှက်ပေးပါတယ်။ရန်သူရဲ့အင်အားဖြည့်တပ်ဖွဲ့တွေကိုလိုက်လံထောက်လှမ်းပြီးသူတို့စီကိုအဝေးပြစ်တိုက်ခိုက်မှုတွေနဲ့လမ်းညွှန်ပေးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ UAV ဟာလေတူတွေက Wi-Fi radio လှိုင်းလွှဲဆက်တစ်ခုလို့လှုပ်ဆောင်ပါတယ်။သူကပင်လယ်ပြင်ပေါ်မှာလေတဲ့ပြန်ဝဲယင်တွေနဲ့လေတဲ့ကရဟတ်ယင်တွေစီအချိန်နဲ့တပြေးညီအချက်လက်တွေပေးပို့နိုင်ပါတယ်။ဒါကတပ်ဖွဲ့အားလုံးချုံးမွေးစွာပူးပေါင်းလှုပ်ဆောင်မှုကူညီပေးတာပါ။ဒီစနစ်က Type 076ကိုခိုင်မာတဲ့စစ်စင်ရေးဗဟုထာနာအဖြစ်လှုပ်ဆောင်စေနိုင်ပါတယ်။ဒါကစင်တဲ့တပ်ဖွဲ့တွေကိုစစ်မြေပြင်ရဲ့ပြည်ပြေဆုံးနဲ့ရှင်းလင်းတဲ့ပုံရိပ်ကိုပေးစွမ်းပါတယ်။ဒီပညာထက်ကြော်လွန်ပြီးနှောက်တဲ့ပြဿနာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့လုပ်ငန်းလေပတ်မှုအခက်ခဲပါ။ Type 076စာလေထဲပြန်ဝဲရင်တွေရဲရင်နဲ့အမြင့်ပြန် UAV တွေကိုတစ်ချိန်တည်းမှာလှုပ်ဆောင်ရပါတယ်။ဒါကလည်းအရန်ခက်ခဲပါတယ်။ဥပမာရှေကုန်းဘက်ကအထက်21ကိုပြစ်လွတ်တဲ့အခါလျှက်စစ်တန်လိုက်ဒိုင်းအောင်ကြီးနဲ့လေဖီယာတို့ကနောက်ဘက်ကရဲရင်တွေကိုတက်ရောက်မှုရှိနိုင်ပါတယ်။ဒီအချိန်မှာလေထဲပြန်ဝဲရင်တွေကတင်မော့ရဲ့အတွင်းကန်ကနေထွက်ခွာနေပါတယ်။တင်မော့ဟာဟန်ချန်ညီအောင်ထိန်းထားဖို့အတွက်ရေချိန်ညှိတဲ့စနစ်ကိုချိန်ညှိရပါတယ်။ဒီလိုအစဉ်သုံးစဉ်လှုပ်ဆောင်မှုတွေဟာပြည်ပြေဆောင်တဲ့အချိန်ကန့်ညီမှုတော့လိုအပ်ပါတယ်။ ဒါလေးချင်းရည်နဲ့ကိုကဲမှုအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါအမားရင်တစ်ခုခုကမတော်တဆဖြစ်နိုင်ခြင်းမြင့်တက်စေပါတယ်ဒါလင်းရည်တင်မော့ဒါမှမဟုတ်ပုံမှန်ကုန်းရည်နှစ်သွဲတင်မော့လိုမျိုးရိုးရှင်းတဲ့တင်မော့တွေကိုလှုပ်ဆောင်တာထပ်ပိုပြီးခက်ခဲစေပါတယ်ဒါပေမဲ့တရုတ်ဟာဒီပြဿနာတွေကိုဖြေရှင်းနိုင်မယ်ဆိုရင် type 076စာထိုင်ဝမ်ကိုပိတ်ဆို့တဲ့နေရာမှာဖူကျန်းထထောင်ပိုပြီးအသုံးဝင်နိုင်ပါတယ် J15 ဒါမှမဟုတ် J35 တိုက်လေတွေကိုအသုံးပြုပြီးကုန်းတင်မော့တွေကိုစစ်ဆေးတာဟာကုန်းကြားစိန်များပြီးအချိန်ဖြုန်းအောင်ရောက်ပါတယ်ဒါကအဖို့တန်းနဲ့ပြန်တန်းချိန်တွေကိုကုန်ဆုံးစေပါတယ် ဒါပေမဲ့ကြာရှည်စွာပြန်တန်းနိုင်တဲ့ UAV တွေပါတယ် Type 07စစ်ဟာတစ်နေ့လုံးတညလုံးလေထဲမှာနေနိုင်ပါတယ်။သူကတင်မော်တွေကိုခွဲခြားတတ်မှတ်နိုင်တယ်၊သတိပေးနိုင်ပြီးသတိပေးပစ်ခတ်မှုတွေတောင်ပြုလုပ်နိုင်ပါတယ်။ဒါကအကုန်ကြားစိတ်နဲ့နဲ့နဲ့ခိုင်မာပြီးအဆက်မပြတ်ပိတ်ဆို့မှုကိုခွင့်ပြုတာပါ။ဒါကြောင့်ဒါဟာအနာဂတ်ထိုင်ဝမ်ရည်လည်ကြအခြေအနေအတွက်အရန်ထိရောက်ပြီးဈေးသက်သာတဲ့ကိရိယာတစ်ခုဖြစ်စေပါတယ်။ type 07စစ်ဟာတော်လန်နဲ့မောင်းစုမဲ့လေရင်တင်တင်မမဟုတ်ပါဘူး။ဒါဟာကန်သက်ချက်နဲ့လက်တွေ့ကြတဲ့ရွေးချယ်မှုရောနှောထားခြင်းဖြစ်ပါတယ်။ ပထမဦးစားတယောက်ဟာ F35B အမျိုးအစားအင်ဂျင်ကိုမပြုတ်လုံနိုင်တဲ့အတွက်ဒါဟာတီးရှိလာတာပါ။ဒါကြောင့်ကုန်းရင်းနှစ်သွဲတင်းမောတွေပေါ်မှာလေရင်ပစ်ကရိယာတွေထည့်သွင်းခဲ့ပါတယ်။ဒုတိယအနေနဲ့ဒါဟာဖူကျန်ရဲ့ပြဿနာကိုပြင်ဆင်ဖို့တီးရှိလာတာပါ။သူကဖူကျန်လေရင်တင်းမောရဲ့လုပ်ငန်းဝန်ကိုဝေမျှယူပါတယ်။တတိယအနေနဲ့ဒါဟာလက်တွေ့ကျတဲ့စမ်းသစ်တီးထွင်မှုကိုပြသနေတာပါ။ဒါဟာ UAV တွေရဟတ်ယာဉ်တွေနဲ့ကုန်းရင်းနှစ်သွဲမစ်ရှင်တွေကိုတရုတ်ရဲ့လက်ရှိနည်းပညာနဲ့တက်နိုင်သမျှပေါင်းစပ်ထားတာပါ။ American Air 10 UAV တွေလိုမျိုး အစိမ့်မြင့်ဖြည့်ရှင်းနည်းတွေကိုရွေးချယ်ပါတယ်။တူရကီကရိုးရှင်းတဲ့ပန်းက UAV တွေကိုအသုံးပြုပါတယ်။တစ်ဖက်ကတရုတ်ရဲ့ Type 076ကတော့တန်ကျိုးတက်ထားတဲ့အကာသမားနဲ့တူပါတယ်။ဒါ American စနစ်တွေလိုမျိုးလွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရပါဘူး။ဒါပေမဲ့ကန့်သက်ထားတဲ့စိမ့်မြင့်ပေါ်မှာသူ့ရဲ့ကိုပိုင်ထူကြပြီးစိတ်အနှောက်ယှက်ဖြစ်စေတဲ့အကောက်ဆက်ပြီးကနိုင်ပါသေးတယ်။ဒီမျိုးဆက်လင်းနေတဲ့မောဟာအောင်မြင်မလားဒါမှမဟုတ် Sophia ရဲ့ Keith Class လေးနေတဲ့မော်လိုမျိုးပဲကြာဆုံးမလားဆိုတာတော့ဘယ်သူမှမသိနိုင်ပါဘူး။တကယ်စစ်ပွဲကတော့အမှန်တရားကိုပြသပါလိမ့်မယ်။ အခုအခါမှာတော့ကုန်းပတ်ပေါ်ကသတိကန်ရှိခုကတရုတ်ရဲ့တကယ်အတွေးခေါ်ပြသနေတာပါအိမ်ဘက်ကအနာဂတ်ဆံပေမဲ့တိုးတက်မှုကတော့ခက်ခဲတဲ့အခြေအနေမှကိုလိုင်းနာလိမ့်မယ်အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်